င်္ဂလာပါပရိသတ်ကြီးရှင်။ဒီမှာအမြင်သည်ဖြစ်စီကြာရှုံးသည်ဖြစ်စီပျော်ရွှင်သည်ဖြစ်စီဝမ်းနည်းသည်ဖြစ်စီဘီနာကနေအပြေးတဲ့အပိခဲ့တဲ့မိဘညပါအတွက်ပန်းလိုက်အရာတွေကဒိမောင်းတောင်းချီတန်တဲ့အကြီးကိုဝေယူကောင်းကျေးဇူးဆက်ကြတော့ခဲ့တဲ့တရုတ်ဆောင်ရှင်ဦးလီလွင်မို့ ရှင်ဦးဒီလီမိုအတွက်ကြောင့်သူမရဲ့မိဘနှစ်ပါးကသူမအပေါ်မှာအကောင်းမွန်ဆုံးပညာရီကိုတင် जा ပေးနိုင်ခဲ့တယ်လို့သူမနိုင်ငံရဲ့ချားမှာကျောင်းတက်နေစဉ်အတွင်းမှာလေသူမရဲ့သားလေးအတွက်အဖိုးဘွားတာဝန်တွေကိုကြီးပွန်နာထက်ပိုခဲ့ကြသူတွေဖြစ်ပါတယ်။အိမ်တော်ကြီးအစင်မပြေလို့လမ်းခွဲခဲ့ပြီး single မသားတယောက်အနေနဲ့မြန်မာနိုင်ငံကိုပြန်လာခဲ့တဲ့အချိန်မှာလေမိဘတွေစီကအနှွေးထွေးဆုံးဘဝကိုပြန်လည်ရရှိခဲ့တာဖြစ်ပြီး ဘဝတလျှောက်လုံးမမမက်မက်ရက်တည်နိုင်ဖို့အတွက်လေဘေးကနေခွန်အားရအများကြီးပြီးခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ရုံးရီလွင်မိုးကပြီးခဲ့တဲ့သတင်းကျုကာလာမာရုံကမိဘနှစ်ပါးဖြစ်တဲ့ရေဥဆောင်ဦးလွင်မိုးနဲ့ဒေါ်ဘီသူလူအတွက်ရန်ကုန်မြို့ပန်းလိုက်အရာတွေကသိမ်းပါတောင်းချီတန်းတဲ့နေအိမ်ကြီးကိုသတင်းကျွတ်အတွက်ကျေးဇူးဆက်ကတော့ခဲ့တာပဲဖြစ်ပါတယ်။သူမဘဝရဲ့အကြီးမားဆုံးကျေးဇူးရှင်မိဘနှစ်ပါးကိုသူမရှာဖွေထားတဲ့ငွေကြေးတွေနဲ့ဝယ်ယူကတော့ပေးခဲ့တာပဲဖြစ်ပါတယ်။ ရုံးလီလင်မိုးဟောင်းနိုင်ငံသားကနေပြန်ရောက်လာပြီးအနုပညာလောကတွေကိုပြန်ဝင်လာတာမကြသေးပေမယ့်သူမရဲ့အနုပညာကြီးကမြန်မာနိုင်ငံကထိတ်တန့်မြင့်သမီးတွေနေပါအထည်ရောက်နေတဲ့အတွက်တလားတလားဝင်ဝင်မြောင်များစွာရရှိနေတာလေးဖြစ်ပါသည်။ဒါကြောင့်မလို့လေသူမအနီးနေထိတ်တန့်မြင့်သမီးတွေထက်တောင်ဝင်ဝင်စံချိန်တင်ရှောက်ဝင်နိုင်သူဖြစ်တဲ့အတွက်မိဘတွေကိုအခုလိုပြေဆုံးတဲ့ဘဝမျိုးပြန်လဲကျေးဇူးဆက်ခွင့်ရခဲ့တာပဲဖြစ်ပါသည်။ အခုလက်ရှိမိဘနှစ်ပါးအတွက်ဝေယူကြောကီတိန်းတောင်းချီတန်းနဲ့ပန်းလိုက်အင်ယာကအစင်းမြင့်နေရမှာဖြစ်ပြီးဂေါဖရိုက်တာဝါသနာပါတဲ့ဖခင်ဖြစ်သူဦးလင်မိုးအတွက်လည်းအစအစရာရာတင့်တော်ရဲ့နေရာဖြစ်တယ်လို့ဆိုပါတယ်ဘလို့ပဲဖြစ်ဖြစ်သမီးကြီးတယောက်အနေနဲ့အားကိုးနေရပြီးသူမဘဝတခြားလုံးကိုဘီကနေဖြည့်ဆည်းပေးခဲ့တဲ့မိဘနှစ်ပါးအတွက်အခုလို့ပြန်လဲကျေးဇူးဆက်နိုင်တာဟောင်းဝမ်းသာစရာတခုပဲဖြစ်ပါတယ်